ကဲအားလုံးမင်္ဂလာပါဒါကတော့ဗရိယူနီလေးဖြစ်ပါတယ်ဗရိယူနီလေးကိုကျွန်တော်ပြပေးပါမယ်ဆောရောင်းကဗီဒီယိုတစ်ပုဒ်မှာအတွဲယူနီကိုကျွန်တော်ပြပေးခဲ့ပြီဖြစ်ပါတယ်အတွဲရောဗရိကိုတစ်ခါတည်းဖြိုးရဲတင်ပေးဖို့အတွက်ဗီဒီယိုကအရန်ရှိတဲ့အတွက်ပြန်တင်တဲ့အခါကျရင်အရန်ကိုမှကြာပါတယ်အဲ့ဒီတော့ကြောင့်မို့လိုင်းရလည်းတိတ်အရန်ကြီးမကောင်းတဲ့အတွက်ကြောင့်မို့ပါနော်ကျွန်တော်လိုက်လွှင့်ရတဲ့အခါကျရင်လိုက်လွှင့်ပြီးတော့တိရှာရှင်းပြပေးပါမယ်အဲ့ချိန်ကြာရှင်ဒါလိုက်လွှင့်နေဆိုလို့ရှိရင်ပြန်ပြီးတော့ဗီဒီယိုပြန်တင်စရာမလိုတော့ဘူးပေါ့နော် ဒါ light လွှင့်ပြီးသွားရင်လည်း light ထဲမှာပြန်ဝင်ကြည့်လို့ရပါတယ်เนาะအခုဒီမှာဗရိတ် unit လေးကိုကျွန်တော်ပြန်ပြပေးပါမယ်အစောတော့အတွဲကိုမှအရင်တင်ပေးတဲ့ video ကအတွဲကိုမှဗရိတ်နဲ့ပြန်ပြီးတော့ဖြတ်ပြီးတော့ထိုးရတဲ့ဖြစ်ပါတယ်ဗျာเนาะကဲအဲ့ဒီတော့ဒီဗရိတ်တွန်းနည်းလေးကိုလည်းပြန်ပြီးတော့လေ့လာကြည့်လိုက်မယ်ဗျာเนาะဗရိတ်တွန်းနည်းကလည်းဒီနှစ်နှစ်ခွန် ထွက်တဲ့ကဏ္ဍကနေပြီးတော့စပြီးတော့ယူထားတာဖြစ်ပါတယ်เนาะအဲ့ဒီတွေ့အထက်မှာတစ်ချိန်လဲမှန်ပါသေးတယ်เนาะအဲ့မဲ့ဒီရိုင်းကြီးဒီမှာတွေ့တဲ့အထက်တွေ့တာလေအများကြီးအရင်ရှည်သွားလို့ရှိရင်ဒီမှာချိန်နေပူကြမှာဆိုလို့တော့ကြောင့်မို့ကျွန်တော်ဒီတွေ့အထက်ကတစ်ချိန်ကိုကျွန်တော်မပြတော့ပါဘူးเนาะတွေ့အထက်မှာတစ်ချိန်လဲမှန်ပါသေးတယ်เนาะတွေ့အထက်မှာတစ်ချိန်ပြကြည့်ခြင်းလဲဆိုလို့ရှိရင်ပြကြည့်လို့ရပါသေးတယ်တွေ့အထက်မှာနှစ်နှစ်ခွင့်ရအထက်မှာဆိုလို့ရှိရင် ်ရှောက်ရှိခွန်เนาะရှောက်ရှိခွန်၅ရှောက်၃၁၉ဆိုပြီးတော့ရှိပါတယ်เนาะအဲ့၁၉ကနေပြီးတော့၁၉ဘောကနေလာမယ်ဆိုရင်၁၉၅၆၃၆ရှိခွန်ဆိုပြီးအဲ့၃ကျင်းကိုလည်းအတွက်ကြည့်လို့ရပါတယ်ဗျာเนาะဒါလည်းဒီတောင်းလည်း၃မိန်တစ်ဖြတ်ပုံစံမျိုးနဲ့သူကထူထားတာဖြစ်ပါတယ်เนาะ၃မိန်၃မိန်ဖြတ်ယူထားတဲ့ပုံစံမျိုးဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ပရိယူနီလေးကိုကျွန်တော်ပြပေးပါမယ်ပရိယူနီလေးရဲ့ပရိယူနီလေးကတော့ ထပ်ထားတဲ့နှစ်နှစ်ခွန်အနေပြီးတော့ယူထားတာဖြစ်ပါတယ်နော်ထထားတဲ့နှစ်နှစ်ခွန်နဲ့နှစ်နှစ်ခွန်ရခွန်နောက်ပိတ်ပြီးတော့သူ့ရဲ့အောက်က388 388ကဟာတဲ့အလဲတိုင်းနဲ့နောက်ပိတ်နော်ကျွန်တော်ဘယ်လိုပြလဲလည်းမလီးတောင်းကွာပြလိုက်မယ်နော်အနီရောင်လေးနဲ့ ီ၃လုံးဒီ၃လုံးကိုပေါင်းมาဖြစ်ပါတယ်ဗျာเนาะဒီ၃လုံးကိုပေါင်းมาဖြစ်ပါတယ်၈နဲ့8ပေါင်းတော့15 15ဆိုတော့9ရတယ်เนาะ9နဲ့8နဲ့ပေါင်းတော့3လို့ရပါတယ်နော်ဒီ၃လုံးကိုပေါင်းတာဖြစ်ပါတယ်နဲ2 2 9ရခုနောက်ပိတ်388ကအလဲတိုင်းနဲ့နောက်ပိတ်ကို သုံးလုံးပေါင်းတာဖြစ်ပါတယ်အဲ့ဒီမှာပေါင်းလိုက်တော့ဒီမှာကျွန်တော်ရှာမီးပြတော့ဘူးเนาะဒီတိုင်းပဲပေါင်းလိုက်ပြပါမယ်၈နဲ့9နဲ့ပေါင်းတော့9 9နဲ့8နဲ့ပေါင်းတော့3လို့ရပါတယ်တဲ့เนาะ3လို့ရပါတယ်3 3ကိုတင်းနှုတ်မယ်3ကိုတင်းနှုတ်မယ်2 2ကိုလည်းတင်းနှုတ်မယ်2ကိုတင်းနှုတ်မယ်ဆိုတော့1เนาะပေါင်းလိုက်တဲ့ကဏ္ဍ3လုံး သုံးလုံးကိုတာကြားတဲ့ကနန်းကိုတပွင့်စီပြန်နှုတ်တာဖြစ်ပါတယ်ပေါင်းလိုက်တာ3ရတယ်3ကိုတပွင့်နှုတ်တော့2နှစ်ကိုတပွင့်နှုတ်တော့1ဆိုပြီးတော့ရပါတယ်เนาะ3 2 1ပေါ့เนาะစီနီယာအငယ်ကိုပြန်ယူသွားတာဖြစ်ပါတယ်เนาะဒီဒီနီယာကြတော့စီနီယာအငယ်ကိုပြန်ယူသွားတာဖြစ်ပါတယ်ပေါင်းလို့ရတယ်ပေါင်းလို့ရတဲ့ကနန်းပေါင်းလို့ရတဲ့ကနန်းကို1နှုတ်မယ်1နှုတ်ပြီးတော့နောက်ထပ်တစ်ခါ1ထပ်နှုတ်မယ်ဒါမှမဟုတ်ပေါင်းလို့ရတဲ့ကနန်းကို2ပွင့် တပွင့်ငယ်စီနှလုံးထိုက်ယူလိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီမှာ3နှစ်တက်လို့ခက်ခဲ့ပါတယ်အဲ3နှစ်တက်ဆိုပြီးတော့ခဏ3လုံးယူလိုက်တာဖြစ်ပါတယ်နော်ဒီအထက်မှာကျွန်တော်ရေးပြီးပေါင်းမပြတော့ဘူးနော်ပေါင်းပြဆိုတော့ပေါင်းပြလိုက်မယ်နော်ဒီမှာခွန်အပေါင်း10အပေါင်း10နော်ဒီ3လုံးပေါင်းတာဖြစ်ပါတယ်ခွန်နဲ့10နဲ့ပေါင်းတော့9 9နဲ့10နဲ့ပေါင်းတော့3လို့ရတယ်နော်အဲ့ဒီမှာ3ကိုတပွင့်နှုတ်တော့2 2ကိုတပွင့်နှုတ်တော့1 3နှစ်1ဆိုပြီးတော့ ခဏသုံးလုံးယူလိုက်တာဖြစ်ပါတယ်တဲ့နော်အဲ့ဒီ3နှစ်တစ်ဆိုတဲ့ခဏသုံးလုံးကဗရိတ်ဖြစ်ပါတယ်တဲ့နော်ဗရိတ်ဖြစ်ပါတယ်ဗရိတ်ပေါ့နော် BK လို့ပဲယူလိုက်မယ်ဗရိတ်ပရိတ်ဖြစ်ပါတယ်အဲ့ဒီပရိတ်ကရတယ်သူ့ရဲ့အောက်မှာဒီနှစ်တန်းနှစ်ကြိမ်ပေါင်းတဲ့အောက်မှာပရိတ်အနေနဲ့ထွက်ပြရမယ်တဲ့အဲ့ဒီမှာရတယ်ဘာထွက်သွားလဲဆိုတော့3390ဆိုပြီးတော့ထွက်သွားပါတယ်တဲ့နော်3390ဆိုပြီးတော့ဒီမှာ 3390ဆိုတော့နှစ်ပရိတ်လို့ထွက်သွားပါတယ်เนาะနှစ်ပရိတ်နှစ်ပရိတ်လို့ထွက်သွားပါတယ်3390ဆိုပြီးတော့ဒီမှာနှစ်ပရိတ်လို့ထွက်သွားပါတယ်ခင်ဗျာ။ဒီမှာကျွန်တော်ဒီဘက်မှာအတွဲရှာပြထားတယ်เนาะအတွဲရာဒီမှာကျွန်တော်အတွဲနဲ့ပြန်ပြပြပေးမယ်။အဲ့ဒီမှာဆိုလို့ချင်း90အတွဲ၊91အတွဲ၊31အတွဲ ီမှာ309ဆိုပြီးတော့60အတွဲနဲ့ဒီမှာနှစ်ပရိတ်နဲ့ဝင်သွားပါတယ်နော်60အတွဲနဲ့ဒီမှာ309တာထွက်တဲ့အချိန်မှာပေါ့နော်60အတွဲနဲ့3211 3211ဆိုတော့ဒီမှာ3211ပရိတ်မှာနှစ်ပရိတ်နဲ့အမှန်ခဲ့ပါတယ်လေနော်ဟုတ်ပြီဒီပြအတွဲကိုရှုပ်နေမှာဆိုလို့ဒီမှာပြန်ပြပေးမယ်အဲ့တော့ဒီလိုပဲနှစ်ပင်ကျော် နှစ်ပင်ကျော်သူအောက်မှာထွက်သွားတယ်339 339ကိုထွက်သွားတဲ့အောက်ကနေပြီးတော့တခါနှစ်ပင်ထပ်ယူပေါင်းမှာဖြစ်ပါတယ်နော်နှစ်ပင်ထပ်ယူပေါင်းမှာဖြစ်ပါတယ်ဆိုတော့ဒီမှာသူ့အောက်ကတပင်ကျော်ဒီမှာဒီနှစ်ရဲ့392ကအလဲတိုင်း9နဲ့နှစ်ဒီ3ချိန်ကိုတခါပြန်ပေါင်းမှာဖြစ်ပါတယ်နော်ဒီမှာကျွန်တော်မကြီးပြတော့ဘူးလုံးကြီးပြလိုက်ပါဦးမနော်နှစ်အပေါင်း9အပေါင်းနှစ်နှစ်နဲ့9နဲ့ပေါင်းတော့1 1နဲ့ နှစ်နဲ့ပေါင်းတော့ဒီမှာ3 3ထက်တပွင့်ွယ်တာနှစ်နှစ်ထက်တပွင့်ွယ်တာ1 3နှစ်1ဒီမှာလဲ3နှစ်1ပဋိိလို့ရပါတယ်เนาะ3နှစ်1ပဋိိပါတယ်เนาะ3နှစ်1ပဋိိမှာတဲ့သူရဲ့နှစ်ပင်ပေါင်းတဲ့အောက်ကမှာဘာထွက်သွားလဲဆိုတော့နှစ်4 6ဆိုပြီးတော့ထွက်သွားတယ်တဲ့4နဲ့6နဲ့ပေါင်းတော့300 300နဲ့နှစ်နဲ့ပေါင်းတော့1ဆိုပြီးတော့ဒီမှာလဲနှစ်ပဋိိလို့ မှန်သွားပါတယ်เนาะနှစ်ပရိတ်လို့မှန်သွားပါတယ်အဲ့ဒီမှာ၄နှစ်6လို့ထွက်တယ်เนาะ၄နှစ်6လို့ထွက်တဲ့အချိန်မှာသူ့ရဲ့အတွဲကိုပြန်ပြီးတော့တိုက်ကြည့်တယ်၄နှစ်6လို့ထွက်တယ်၄နှစ်6လို့ထွက်တဲ့အချိန်မှာဒီမှာသူ့ရဲ့အတွဲကဒီမှာ၄၅6သုံးလုံးအတွဲမှာ၄၄၅အတွဲ၄6အတွဲ၅6အတွဲဒီမှာ၄နှစ်6လို့ထွက်တယ်เนาะ အဲ့ဒီမှာ၄၆အတွင်းနဲ့၃နှစ်တစ်ပဋိမ့်မှာနှစ်ပဋိမ့်နဲ့ဆိုပြီးတော့ဒီမှာလည်းအောင်မြင်ခဲ့ပါတယ်လေနော်ဒီမှာ၄နှစ်၆လို့ထွက်တယ်နော်ဒီမှာကျွန်တော်ရေးထားပြီးတယ်နော်ကဲအဲ့တော့နောက်ထပ်ဟာထပ်ပြီးတော့ကြည့်လိုက်မယ်အဲ့လိုပဲအပေါ်ကလိုပဲပေါ့နော်နှစ်ပင်ကျော်နှစ်ပင်တစ်ခါဆိုတော့တပင်ကျော်တစ်ခါဒီမှာလည်းနှစ်ပင်နှစ်ကြိမ်ပေါင်းပြီးတော့တပင်ကျော်တစ်ခါအောက်မှာထပ်ပြီးတော့ပေါင်းပြန်มาဖြစ်ပါတယ်အဲ့ဒီတော့၃နှစ်၄၃နှစ်၄က၄နှောက်ပိတ်၈၅နှစ်က 9ရက်အလဲတိုင်းရဲ့နောက်ပိတ်ရဒီ3လုံးပေါင်းမှာဖြစ်ပါတယ်เนาะဒါ4ပါเนาะဒါ4 3နှစ်4ဒီမှာ4အပေါင်း9အပေါင်းနှစ်4နဲ့9နဲ့ပေါင်းတော့9 9နဲ့နှစ်နဲ့ပေါင်းတော့1လို့ရပါတယ်တစ်တစ်ထငယ်တာဆိုတော့3ညတုံညာထငယ်တာဆိုတော့9เนาะသူကငယ်တာကိုဖူတာဖြစ်ပါတယ် ငေတာကူယူတာဆိုတော့အပေါ်မှာဆိုလို့ရှိရင်လည်းဒီနောက်ကနေပြန်လိုက်တင်းနှစ်သုံးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းတင်းနှစ်သုံးနောက်ကနေပြန်ငေတာအကြီးကနေပြီးတော့အငဲပြန်ပြီးတော့နော်ဒီမှာပေါင်းလို့ရတာ3 3လို့3နဲ့ငယ်တာ2နှစ်တဲ့ငယ်တာ1ဆိုပြီးတော့အဲ့လိုမျိုးယူတာဒီမှာလည်းပေါင်းလို့ရတာ1 1တဲ့ငယ်တာဆိုတော့3ရပါဘောနော်3ရတဲ့ငယ်တာ6ပေါ့နော်အဲ့တော့ဒီမှာ1 3ရ6ဆိုပြီးတော့ဒါပဋိဒ်ရပါတယ်တဲ့နော်ပဋိဒ်1 3ရ6ပဋိဒ်မှာတဲ့ ဘာထွက်သွားလဲဆိုတော့အောက်မှာ665ဆိုပြီးတော့ထွက်သွားပါတယ်နော်6နဲ့6နဲ့ပေါင်းတော့4 4နဲ့5နဲ့ပေါင်းတော့ဒီမှာ6ပရိတ်ဆိုပြီးတော့ဒီမှာအောင်မြင်ခဲ့ပါတယ်နော်6ပရိတ်ဆိုပြီးတော့မှန်ခဲ့ပါတယ်အဲ့ဒီ6ပရိတ်ကဒီဘက်ကအတွဲနဲ့ပြန်ကြိုက်လာကျွန်တော်ပြန်ကြည့်မယ်တွေ့နေအဒီမှာနော်တွေ့ရဒီမှာသူနဲ့တန်တန်းပဲနော်ဒီမှာအဥစားလေးရှုပ်ပုံအဲ့တော့တဲ့ဒီမှာဒီမှာအတွဲအတွဲက ၃လုံးအတွဲဖြစ်ပါတယ်เนาะ၆ခွန်ချစ်အတွဲမှာ၆ခွန်အတွဲ၆ချစ်အတွဲခွန်ခွန်ရှစ်အတွဲဆိုပြီးအတွဲ၃လုံးရပါတယ်အဲ့ဒီအတွဲမှာဘာထွက်ခဲ့လို့ဆိုတော့ဒီမှာ၈၆၅လို့ထွက်ခဲ့ပါတယ်เนาะ၆ရှစ်အတွဲနဲ့မှန်ခဲ့ပါတယ်เนาะ၈၆၅၈၆၅လို့ထွက်တဲ့အချိန်မှာပရိတ်ကလည်း၁၃၉ဆိုပြီးတော့ဒီမှာ၉ပရိတ်နဲ့၆ရှစ်အတွဲနဲ့မှမှန်ခဲ့ပါတယ်เนาะဒီမှာ၉ပရိတ်၆ရှစ်အတွဲဒီမှာဆိုလို့ရှိရင်လည်း၄၆အတွဲနဲ့နှစ်ပရိတ်เนาะ၄နှစ်၆လို့ထွက်တယ်ဒီမှာဆိုလို့ရှိရင်လည်း၃၉အတွဲနဲ့၃နှစ်၁ပရိတ်မှာ နှစ်ပတ်တဲ့3309လို့ထွက်ခဲ့ပါတယ်နော်ဒီမှာလည်းမှန်ခဲ့ပါတယ်နော်865ပေါ့နော်ဟုတ်ပြီအဲ့တော့865ရဲ့အောက်ကနှစ်ပင်ကျော်မှတခါပြန်ပြီးတော့ပေါင်းမှဖြစ်ပါတယ်နော်3 356က6နောက်ပိတ်ရဲ့646ကအလဲတိုင်းနဲ့နောက်ပိတ်ရဲ့အဲ့ဒီမှာဆိုရင်6 6ပေါင်း6ပေါင်း4ပေါ့နော်6ပေါင်း6ပေါင်း4 ဲ့တော့ရှောင်းနဲ့ရှောင်းနဲ့ပေါင်းတော့နှစ်နှစ်နဲ့လေးနဲ့ပေါင်းတော့ရှောက်လို့ရပါတယ်เนาะဒီမှာရှောက်ရှောက်တဲ့တပွင့်ငယ်တာ9 9တဲ့တပွင့်ငယ်တာ4အဲ့ဒီမှာရှောက်9 4ဆိုပြီးတော့ဒါပဋိရပါတယ်เนาะပဋိရှောက်9 4ပဋိလို့ရပါတယ်ရှောက်9 4ပဋိရတဲ့ 65လေးပြတိရတဲ့အချိန်မှာဒီမှာနှလုံးပေါင်းရင်အောက်မှာဘာထွက်သွားလဲဆိုတော့6ခွန်8လို့ထွက်သွားပါတယ်เนาะ9ခွန်8နဲ့ပေါင်းတော့9 9နဲ့6နဲ့ပေါင်းတော့4ဆိုပြီးတော့ဒီမှာလည်းပြတိနဲ့မှန်ခဲ့ပါတယ်เนาะ6ခွန်8ဆိုပြီး4ပြတိထွက်သွားပါတယ်เนาะ4ပြတိမှန်ခဲ့ပါတယ်အဲ့ဒီပြတိနဲ့ဒီဘက်ကအတွဲနဲ့ကိုက်လာဆိုတာကိုပြန်ပြီးတော့ကြည့်နေပြန်เนาะကဲဒီမှာသူကွက်နဲ့တန်းတန်းလေးကျွန်တော်ပြပြထားတယ်เนาะအဲ့ဒီမှာတဲ့6ခွန်8လို့ထွက်တဲ့အချိန်မှာ အတွဲဟာ1900အတွဲ1900အတွဲဖြစ်ပါတယ်เนาะ1900အတွဲမှာ19အတွဲ80အတွဲ90အတွဲဆိုပြီးတော့အဲ့ဒီမှာ19အတွဲနဲ့19အတွဲနဲ့မှာ98လို့ထွက်ခဲ့ပါတယ်เนาะ19အတွဲနဲ့မှာ98လို့ထွက်ခဲ့ပါတယ်98လို့ထွက်ခဲ့ပါတယ်เนาะအဲ့ဒီမှာပရိတ်က65လေးပရိတ်65လေးပရိတ်မှာ19 98ခွန်98ပေါ့နော်98ဆိုပြီးတော့၄ပြိတ်နဲ့ဒီမှာလည်းအောင်မြင်ခဲ့ပါတယ်နော် ဟုတ်ပြီအဲ့တော့အခု16ရက်16ရက်17လအတွက်16ရက်17လအတွက်ဆက်ပြီးတော့ကြည့်မယ်ဗျာနော်16ရက်17လအတွက်ဒီ6ခွန်8ထွက်တဲ့အောက်ကနှစ်ပင်မှနော်နှစ်ပင်မှတခါထပ်ပေါက်မှဖြစ်ပါတယ်နှစ်ပင်ကြော်နှစ်ပင်ကြော်တခါနော်နှစ်ပင်အဲနှစ်ပင်ပေါင်းပြီးတော့တပင်ကြော်တခါနှစ်ပင်ထပ်ပေါင်းတယ်မှာတပင်ကြော်နှစ်ပင်တစ်ခါပေါင်းတပင်ကြော် ဒါပါနှစ်ကြိမ်ထပ်ပေါင်းတယ်မှာတပင်ကျော်နှစ်ကြိမ်ထပ်ပေါင်းတာဖြစ်ပါတယ်เนาะဟုတ်ပြီအဲ့ဒီမှာဒီမှာဆိုရင်6အပေါင်း9အပေါင်း8 6နဲ့9နဲ့ပေါင်းတော့9တဲ့เนาะ9နဲ့8နဲ့ပေါင်းတော့ဒီမှာ3 3ကိုတပွင့်နှုတ်တော့2 2ကိုတပွင့်နှုတ်တော့1 3.1ပဋိဖြစ်ပါတယ်တဲ့เนาะ3.1ပဋိအပေါ်မှာလိုပဲเนาะ3ရလို့ရှိရင်တပွင့်နှုတ်တယ်2 နှစ်တပွင့်နှုတ်တော့1 3နှစ်တိပြိတ်ဒီမှာဆိုတော့3နှစ်တိအဲ့လိုကိုပြိတ်ဒီမှာအခုအချိန်မှာ16ရက်17လအချိန်မှာလည်းဒီမှာ3နှစ်တိပြိတ်ရပါတယ်တဲ့နော်3နှစ်တိပြိတ်မှာဒီဘက်ကအတွဲကဘာအတွဲတွေရလဲဆိုတော့ပြန်ပြီးတော့ကြည့်လိုက်ပြီဗျာနော်အခု16ရက်17လ2005အတွဲဒီမှာအတွဲကတော့တဲ့နော်အတွဲကတော့19အတွဲ80အတွဲ90အတွဲတဲ့ရှစ်ကိုအတွဲ80အတွဲ90အတွဲ ਨੇ ပြိတ်က3နှစ်တိပြိတ်ဖြစ်ပါတယ်တဲ့နော်3နှစ်တိပြိတ် ၃နှစ်တိပြိဖြစ်ပါတယ်တဲ့နော်ပြိဗီဒီယိုကရမ်းရှည်သွားပြီအဲ့ဒီတော့တဲ့ဒီမှာအထိုးဖို့အကွက်ထုတ်လိုက်မယ်ဗျာနော်ထိုးဖို့အကွက်စီလိုက်မယ်ရှစ်ကိုအတွဲ၈၀အတွဲ၉၀အတွဲနဲ့၃နှစ်တိပြိနော်ဒီမှာကျွန်တော်ရေးပြလိုက်မယ်ရှစ်ကို ၈၉ကိုတဲ့၈၉နော်၈၉တမ၃ဗရိဗရိက၃လုံးဆိုတော့၃မျိုးရေးပြလိုက်မယ်၈၉၈၉၈ကို၃ဗရိဖြစ်အောင်၃ဗရိဖြစ်အောင်ဆိုတော့ပါထည့်မယ်၈ဆိုတော့ခွန်ခွန်ကို၃ဗရိဖြစ်အောင်ဆိုတော့ရှောက်ပေါ့နော်ရှောက်ထည့်မယ်၈၉ရှောက်၈၉ရှောက်ဆိုတော့ရှောက်နဲ့၅ကိုနဲ့ပေါင်းတော့ကိုနဲ့ရှောက်နဲ့ပေါင်းတော့၅၅နဲ့ 9နဲ့10နဲ့ပေါင်းတော့3မှန်မလား3ပြိတ်ဖြစ်သွားပြီအဲ့တော့19 19အတွဲကို2ပြိတ်2ပြိတ်ဆိုတော့ဒီမှာ5 5ပေါင်းမယ်19ဆိုတော့ခွန်ခွန်နဲ့9နဲ့ပေါင်းတော့2 2ပြိတ်နော်ဒီမှာ1ပြိတ်1ပြိတ်ဆိုတော့ဒီမှာ4ဖြစ်မယ်6 5 4တပွင့်စီရော့သွားမယ်နော်ဒီမှာ19 4 19 5 19 6ဆိုပြီးတော့ဒါ3ပြိတ်3ပြိတ်2ပြိတ်1ပြိတ်ဟုတ်ပြီဒါက19အတွဲပြီးရင်80အတွဲ ဆစ်ဆက်အတွဲကလည်းပရိတ်၃ခုဆိုတော့၃၃ကွက်ရေးလိုက်မယ်။၈၃ရဆိုတော့၈ဖြစ်နေပြီเนาะ။၃ဖြစ်၃ပရိတ်ဖြစ်ဖို့ဆိုရင်ဒီမှာ၅၈၃ရ၅ဆိုရင်ဒါ၃ပရိတ်။၅၅ဟုတ်တပွင့်နှုတ်မယ်၄ဆိုရင်ဒါ၂ပရိတ်၈၃ရ၄ဒီမှာ၃ရှစ်တုံညာတော့ရှစ်တုံညာငါရှစ်တုံညာလေးရှစ်တုံညာသုံးဒီမှာသုံးပရိနှစ်ပရိတစ်ပရိเนาะအဲ့တော့60အတွဲ60အတွဲသုံးခွက်ယူမယ် ကိုယ်တုံညာအတွဲကိုသုံးပရိတ်ဖြစ်ဖို့ဆိုရင်၄ထည့်ရမယ်เนาะကိုယ်တုံညာ၄ဆိုရင်သုံးပရိတ်ကိုယ်တုံညာ၄ဆိုရင်သုံးပရိတ်ကိုယ်တုံညာ၃ဆိုရင်၂ပရိတ်ကိုယ်တုံညာ၂ဆိုရင်၁ပရိတ်เนาะပရိတ်ကဒီမှာ၃၂၁ပရိတ်ဆိုတော့ဒါကဒီမှာ၁၆ရက် 16ရက်17လ2025အတွက်ထိုးကွက်ဖြစ်ပါတယ်เนาะထိုးထိုးကွက်ပါကဲဆက်ပြီးတော့ပြီးခဲ့မယ်ဆိုရင်တော့အလုံးပေါင်းကဏ္ဍ9ကွက်ဖြစ်ပါတယ်ဒါအားလုံးကိုကျွန်တော်ပတ်လည်ထိုးရမှာဖြစ်ပါတယ်เนาะပတ်လည်ထိုးရမှာဖြစ်ပါတယ် အာထိုးရမှာဖြစ်ပါတယ်เนาะအာထိုးရမှာဖြစ်ပါတယ်အဲကိုယ့်ရဲ့ဒီမှာတခြားဆရာတွေရဲ့ထိပ်စည်းကဏ္ဍလေးတွေရှိလို့ရှင်တော့ထိပ်အနေနဲ့တည်ပြီးတော့ကစားလို့ရပါတယ်เนาะဒီမှာဒီပတ်အတွက် ကစားရမယ့်ကဏ္ဍကတော့ဆက်ပြီးပြီးခဲ့မယ်ဆိုလို့ရှင်ရင်ဆက်ပြီးပြီးခဲ့မယ်ဆိုလို့ရှင်ထိုးရမယ့်အကွက်ကကိုကွက်ဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်အကွက်ကမထုတ်ပြီးခဲ့ဘူးเนาะဒီမှာအတွဲနဲ့ပရိန်းနဲ့ပဲကျွန်တော်ဒီမှာဆိုလို့ရှင်လည်းဒီ 6ခွန်ရှိလို့ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီလိုပဲပဒိန်းနဲ့တိုက်ပြီးထုတ်မယ်ဆိုလို့ရှိရင်ကဏ္ဍအလုံး6ကွက်6ကွက်ထိုးရမှာဖြစ်ပါတယ်6ကွက်ထိုးရမှာဖြစ်ပါတယ်နော်6ကွက်ထိုးရမှာဖြစ်ပါတယ်ကဏ္ဍအလုံးကတော့6ကွက်ထိုးရမှာဖြစ်ပါတယ်ဒါမှဒီမှာတော့ကျွန်တော်မရေးပြခဲ့ဘူးပေါ့မနော်အတွဲနဲ့ပဒိန်းနဲ့ကြိုက်ပြခဲ့ပြီတယ်ဒီမှာကျတော့အတွဲနဲ့ပဒိန်းနဲ့ဒီမှာထိုးရမယ့်အကွက်ကိုကျွန်တော်ရေးပြခဲ့တာဖြစ်ပါတယ်ခင်ဗျနော်အဲ့တော့ကျွန်တော်အရင်ဗီဒီယိုမှာ key unit အနေနဲ့တင်ထားပြီးတာရှိပါတယ်เนาะ key unit အနေနဲ့တင်ထားပြီးတဲ့ကနေမှာ ဘာကီလဲကိုလေကီဖြစ်ပါတယ်เนาะကိုလေကီကီယူနီအနေနဲ့တည်ထားပြတာကိုလေကီတော့ရှိပါတယ်ဖြစ်ပါတယ်เนาะဒါပေမဲ့ဒီအကွက် ကတော့အကုန်ထိုးရမှာပေါ့ဗျာเนาะအကုန်ထိုးရမှာဆဲဆိုတာကသူကဖက်ရှင်တလို့ထွက်တာအဲ့တော့ကိုကထိုးရမှာကနာကကိုကနာဒီတဲမှာအလုံးကိုကွက်မှာများတယ်ထင်ကိုကကိုကြိုက်တာရွေးထိုးပါတယ်เนาะကိုကွက်ကိုများတယ်လို့ထင်လို့ရှိရင်ကိုကြိုက်တဲ့အကွက်ကိုစကုတ်စိတ်နဲ့ကိုရွေးပြီးတော့ကစားပါเนาะဆက်ပြီးတော့ ပြီးခဲ့မယ်ဆိုရင်တော့ပောက်ပွက်ဝင်နိုင်ပါတယ်ဒါမှမဟုတ်လို့ကျွန်တော်အရင်ဘက်ကတင်ပြီးခဲ့တယ်ကိုလီကြီးကလည်းတော်တော်လေးကိုမှန်နေတာဖြစ်ပါတယ်ကိုလီကြီးနဲ့ကြိုက်တဲ့ဟာကိုထိုးမယ်ဆိုလို့ရှိရင်အကုန်လုံးဒီကိုကွက်ကူမှများတဲ့ဒါပတ်လဲထိုးရမှာနော်ပတ်လဲထိုးရမှာကိုကွက်ကူမှများတဲ့ဆိုလို့ရှိရင်တော့ကိုလီကြီးနဲ့ကြိုက်တာကိုထိုးကိုလီကြီးနဲ့ကြိုက်တာဆိုဒါလည်းကူပါတယ်ဒါလည်းကူပါတယ်ဒါလည်းကူပါတာဒီမှာတော့ကိုလီကြီးဆို၄ပါတယ်ဒီမှာ၃ခွက်၃ခွက်လုံး နှစ်ကွက်ပဲကိုလီကီမလွတ်တာဂျန်တဲ့ကွက်တွေကိုလီကီနဲ့အကုတ်ကိုက်ဒီမှာလည်းကိုလေးဒီမှာလည်းကိုမှာကိုဒီမှာဆို၄ဒီမှာဆိုလို့ရှိရင်ကိုကိုလေးเนาะနှစ်ကွက်ပဲမလွတ်တာကိုကိုလီကီကျွန်တော်ပထမဗီဒီယိုမှာတင်ထားပြတာရှိပါတယ်เนาะမကြည့်ရသေးရင်အဲ့ဒီ channel ထဲမှာဝင်ပြီးတော့ကြည့်ပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါเนาะ subscribe ဆိုတဲ့စာတမ်းလေးနှိပ်ပြီးခေါင်းလောင်းလေးပါတီးထားပါဒါမှကျွန်တော်တင်တဲ့ဗီဒီယိုတွေကိုကျွန်တော်ဗီဒီယိုတင်ပြီဆိုလို့ရှိရင်လူကြီးမင်းတွေကိုပါဒနာရှင်တို့တွေ့ရမှာဖြစ်ပါတယ်။ကဲအားလုံးပဲ မှာ16ရက်စက်တဘာ2025အတွက်ထိုးကွက်ဖြစ်ပါတယ်အားလုံးပဲစိတ်နှစ်သက်မှကစားပါနော်စိတ်နှစ်သက်မှကစားပါကဲကံကောင်း၍ပောက်ကွက်ဝင်ပါစီပြနော်အားလုံးဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like လုပ်ပါကမမအောင်မြင်ပါစေအောင်မြင်ပါစေလို့မှန်ပေမှန်ပေးခဲ့ပါနော်အောင်မြင်ပါစေအောင်မြင်ပါစေလို့မှန်ခဲ့ပါမှန်ခဲ့တဲ့လူတွေပောက်ကွက်နဲ့တိုးပါစေဗျာနော်အားလုံးပဲကံကောင်းကြပါစေ